ကမ္ဘာတည်တန်းရင်ဆုံးအဆောက်အုံ၅ခုပြည်သူများအားလုံးပဲမင်္ဂလာပါကမ္ဘာလောကဒုကြာဆံပြားအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြည်တော် channel ကနေကြိုဆိုပါရစေဒီကနေ့မှာတော့ကမ္ဘာတည်တန်းရင်ဆုံးအဆောက်အုံကြီး၅ခုကိုတင်ပြပေးသွားပါမယ်စုံထီလိုက်ပါကြည့်ရှုပေးကြပါအောင်နံပါတ်၁ဂိုဘက်ကီတက်ပြီးတိဆောက်ချိန် BC 9600ဒီအဆောက်အုံဟာကမ္ဘာတည်တန်းရင်ဆုံးအဆောက်အုံဖြစ်ပြီးတူရကီနိုင်ငံအရှေ့တောင်ပိုင်းမှာဂုံယူစွာတည်ရှိနေပါတယ်ဒီနေရာဘာသာရေးခန်းနာတွေအတွက်တိဆောက်ခဲ့တာဖြစ်ပြီး တမိုင်းပညာရှင်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။တောက်တိုင်ကြီးတွေမှာတိရစ္ဆာန်ပုံတွေထွန်းတူထားတာကအတော်လေးရသမြောက်ပြီးမြင်သူရင်ကိုဖန်ဆားနိုင်ပါတယ်။လူသားတွေလေယာစိုက်ပျိုးမှုမစတင်ခင်ကတည်းကဒီမှာစုဝေးခဲ့ကြတယ်လို့သိရပါတယ်။ဓာကြီးကိုစောက်ဖို့အတွက်တန်ချိန်20အထိ40တောက်တုံးတွေကိုဘယ်လိုတည်ယူခဲ့လဲဆိုတာစဉ်းစားရင်ခေါင်းကုပ်ရပါလိမ့်မယ်။ဒီအဆောက်အဟောလူသားချင်းချင်းမှုရဲ့အစောဆုံးတက်တွေတစ်ခုပါပဲ။နံပါတ်1ဘာနီနက်စကိန်းတိဆောက်ချိန် BC 4800ခန့်ဒီအဆောက်အဟောပြည်သိနိုင်ငံ ဘရက်ဒနီဒေတာမှာရှိတဲ့ချေအောင်ကြောက်တင်းတိုင်းတစ်ခုဖြစ်ပြီးဥရောပရဲ့ဂုံစရာဖြစ်တည်ရှိနေပါတယ်။ဒီဆောင်ဟာနီယိုလစ်ခေတ်ရဲ့အကြီးဆုံးတင်းတိုင်းတွေကတစ်ခုဖြစ်ပါတယ်။အလျား60မီတာရှိပြီးကြောက်တုံးထောင်ပေါင်းများစွာနဲ့ပွဲစည်းတည်ဆောက်ထားပါတယ်။တင်းတိုင်းအခန်း7ခန်းပါဝင်ပြီးလမ်းလျှောက်လို့ရအောင်ဒီဇိုင်းထုတ်ထားတာကအံ့ဩစရာပါပဲ။ကျေးလူတွေဟာတည်ဆုံးသူတွေကိုဂုံပြုဖို့ဒီနေရာကိုအသုံးပြုခဲ့ပါတယ်။နေအောင်ကြီးနဲ့နက်ခတ်ဘေးဒင်ဆိုင်ရာအခမ်းအနားတွေလည်းပြုလုပ်ခဲ့မယ်လို့ယူဆရပါတယ်။ဒီအဆောင်ဟာလူမှုဖွဲ့စည်းရဲ့စီလုံးမှုကိုပြသနေပါတယ်။ နံပါတ်3ကကြံတီချာဖရာကျောင်းမြတိဆောက်ချိန် BC 3600ဒီဖရာကျောင်းတွေဟာမော်လတာနိုင်ငံကိုဇိုကျွန်းမှာရှိပြီးရှေးအောင်ဘီတုကာရဲ့ထိတ်တန်းအမွေတစ်ခုဖြစ်ပါတယ်ဒီအဆောက်အုံတွေဟာကမ္ဘာတည်တန်းရင်ဆုံးလွတ်လပ်စွာတည်ရှိတဲ့အဆောက်အုံတွေကတစ်ခုဖြစ်ပါတယ်ကျောက်တုံးကြီးတွေဟာတန်ချိန်90တိရှိပြီးဒါတွေကိုဘလို့တည်ယူပြီးတိဆောက်ခဲ့တယ်ဆိုတာစဉ်းစားရကြပါတယ်ဒီနေရာကိုဘာသာရေးခန်းနာတွေအတွက်အသုံးပြုခဲ့ပြီး yes plan တွေပါဝင်ပါတယ်နံဖရာတွေကိုကိုးကွယ်ဖို့ဒီဇိုင်းထုတ်ထားတာကစိတ်ဝင်စားစရာပါနံပါတ်6 stone hinge တီဆောက်ချိန် BC 3100ဒီအဆောက်အုံဟာအင်္ဂလန်နိုင်ငံဝီရှိုင်းယားမှာရှိပြီးကဘာကျော်ရှေးဟောင်းအဆောက်အုံတစ်ခုဖြစ်ပါတယ်။ကြောက်တိုင်ကြီးတွေကိုစက်ဝိုင်းပုံစံဖြည့်စင်ထားပြီးလက်ခတ်ဘေးတွေနဲ့ဆက်ဆက်မှုတိဆောက်ထားမှုကအံ့ဩစရာပါ။လူရသီမာနေအောင်ကြီးနဲ့တန်းညီထားတဲ့ဒီဇိုင်းကအဲ့ဒီခေတ်ကလူတွေရဲ့ဉာဏ်ပညာထက်မြက်မှုကိုပြသနေပါတယ်။ဘာသာရေးနဲ့အခမ်းအနားတွေအတွက်အသုံးပြုခဲ့ပြီးလူတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပွဲရှိပါတယ်။ကြောက်တုံးတွေကိုမိုင်းနေရာကွာကတည်ယူလာခဲ့တယ်လို့ပညာရှင်တွေကပြောကြပြီးဘလို့တည်လာခဲ့ကြလဲဆိုတာအပြေရှားဖို့ခက်ခဲလာပါတယ်။ ံပါတ်5နူဝါကြီးတင်ညိုင်းတီမူလတ်အော့ဖ်ဗူဂန်ဒီစောက်ချိန် BC 4800ဒီတင်ချိုင်းဟာပြည်သိမ်းနိုင်ငံမှာရှိပြီးရှေးအောင်သမိုင်းရဲ့ဂုံယူစရာတစ်ခုပါဒီစောက်ဟောင်းဟာနီယိုလစ်ခေတ်ရဲ့တင်ချိုင်းရင်ကျေးမှုကိုဖော်ပြနေပါတယ်တင်ချိုင်းတောင်ကြီး5ခုပါဝင်ပြီးကြောက်တုံးကြီးရင်နဲ့တိစောက်ထားပါတယ်အချို့ကြောက်တုံးတွေဟာတန်ချိန်60ထိရှိနေတာတွေ့ရပါတယ်ဒီနေရာမှာတည်ဆုံသူတွေကိုဂုံပြုဖို့အခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့သူတွေတီတီကမှတ်ချက်ပေးထားကြပါတယ်သုံးတီကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်